မင်္ဂလာပါရှင်ဗမာခေတ်တည်ထင်ဌာနရဲ့ထိတ်တန့်တည်များကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးအလကားနေရေးစစ်တဲဆန့်ကျင်ရေးနဲ့အမုံတရားများကြောင့်နိုင်ငံကချားလက်ပဲရန်နေဟုချမ်းဖို့ပါတီဥက္ကဋ္ဌခင်ရီပြောဆိုဆိုတဲ့တည်ရင်ကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံတွင်အလက်ကားနေရင်စစ်တပ်ဆန့်ကျင်ရေးနှင့်အမုန်းတရားများကြောင့်နိုင်ငံမှာခြားလက်ပဲရန်နေကြောင်းချမ်းဖို့ပါတီဥက္ကဋ္ဌခင်ဟီကပြောဆိုပါရီအော်တိုဘာလ၂ရက်နေ့ရန်ကုန်မြို့တွင်စစ်တပ်ထောက်ခံသောတရုတ်ဆောင်များလူရှင်တော်များပါဝင်ရုပ်ရှင်အတိုင်းဝိုင်းနှင့်တွေ့ဆုံစဉ်ချမ်းဖို့ခင်ဟီကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါရီချမ်းဖို့ခင်ဟီက၎င်းစစ်သားဖြစ်ခဲ့စဉ်ကရှေ့တန်းထွက်နေရပြီးပြန်လာချိန်တွင်သားသမီးများကမမတ်မိကြောင်းတိုက်ပွဲတွင်82နှစ်ကြာအောင်တိုက်ခဲ့ရပြီးတနက်18ချက်ထိမှန်ခဲ့က ာជីနှစ်တောက်မှာဘိုက်ထဲမှာဂျန်နေကြောင်းခွဲစိတ်မရကြောင်းသူ့ဘဝမှာရုပ်ရှင်ရိုက်ရရကြောင်းတို့ရတွင်အလကားနေရင်တက်မတော်ကိုမုံတီးဆန့်ကျင်နေကြကြောင်းပြောဆိုပါတယ်။ အလကားနေရင်တက်မတော်စံချင်ရင်လည်းအမုံတရားတွေနဲ့နိုင်ငံရေးကကျွန်တော်တို့နိုင်ငံခြားလက်ပဲရန်နေတယ်ဒါကြီးကလွတ်မြောက်ပြီးတော့ကျွန်တော်တို့ကဘာတစ်တစ်ခုကိုဘဝတစ်တစ်ခုအနာဂတ်တစ်တစ်ခုကိုဖန်တီးဖို့ကရောက်ကိုရောက်နေပြီအဲ့ဒီအတွက်အလဲပြောင်းကရွေးကောက်ပွဲပဲရွေးကောက်ပွဲကိုအားပေးပါဟုချမ်းဖို့ခင်ကြီးကပြောဆိုပါတယ်ချမ်းဖို့ခင်ကြီးကရွေးကောက်ပွဲနီးကပ်လာတဲ့အများစစ်တပ်ထောက်ခံနေသောရုပ်ရှင်အတိုင်းဝိုင်းကိုမကြာခဏဆိုသလိုတွေးဆောင်လျက်ရှိပြီးထို့သို့တွေးဆောင်မှုမှာမဲဆွယ်မှုနဲ့မဲဆွယ်စည်းရုံးခိုင်းခြင်းမဟုတ်ကြောင်းခင်ကြီးကပြောဆိုပါတယ် တယ်။ကျွန်တော်တို့မဲဆွေစရာလည်းမလိုပါဘူး။မဲဆွေကလာလည်းမဟုတ်ဘူးပေါ့နော်ဟုခင်ကြီးကပြောဆိုပါတယ်။ဂျမ်ဘုခင်ကြီးနဲ့မကြခဏဆိုသလိုတွေးဆောင်နေသောတွေးဆောင်ပွဲများတွင်ရွှေတန်စင်ဝင်းမော်တရုတ်ဆောင်မိတန်းတို့အစိုးရချင်းနေနဲ့လူရှင်တော်အုံသည်အစိုးရဆိုတဲ့ပါဝင်စစ်တပ်ဘတ်တော်သားရုပ်ရှင်ဝိုင်းတော်သားများပါဝင်ကြပါတယ်။ ယနေ့အောက်တိုဘာ9ရက်နေ့မှာလေကျန်းဖို့ခင်ကဝင်းကိုကိုလက်ဒေါခင်ဝိုင်းကြီးအပါအဝင်မဘာတာဘာသာရေးအဆောင်ရောက်များနဲ့အမျိုးသားရေးအဆောင်ရောက်များကိုပါရန်ကုန်မြို့ကျန်းဖို့ပါတီယုံမှာထပ်မံတွေ့ဆုံပြန်ကြောင်းသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တာချီလိတ်တွင်ချင်းတိုက်ပြီးမောင်းပြေတိကဇက်တိုက်ဆင်တိုက်မှုကြောင့်လူငါးဦးကန့်သေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆိုင်ကယ်ကိုတိုက်ပြီးနောက်မောင်းပြေတိကမှတခြားဆိုင်ကယ်များကားများနဲ့လမ်းမဆိုင်များကိုပါဇက်တိုက်ဆင်ကတိုက်မိတဲ့အတွက် လူငါးဦးကန့်သေဆုံးသွားကြောင်းတာချီလိတ်ဒေသခံများထံကကနဦးသိရပါရယ်။ယနေ့မနက်7:00နာရီခွဲကမှတာချီလိတ်ဘိုးချုပ်လမ်းမကြီးပေါ်မှာဇက်တိုက်ရင်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးရင်မောင်းသူနဲ့အတူပါလာသူတို့မှတရုတ်နိုင်ငံသားများ များဖြစ်ကြောင်းကနဦးမေးမြန်းချက်များရသေးရပါသည်ဝိုင်းဖန်ရမှာထိုင်းစကားပြောတန်ကြရပြီးထိုင်းနိုင်ငံသားများဖြစ်ကြောင်းလည်းပြောဆိုကြပါသည်ဖြစ်စဉ်အတိအကျကိုတရင်ဌာနကစုံစမ်းနေစေဖြစ်ပါသည်ဒေသခံများ၏ပြောဆိုချက်အရတရုတ်နိုင်ငံသားများမှာတာချီလိမ်မျိုးရွှေရကုံဖျားဝန်းကျင်မှာယင်တိုက်မှုစတင်ဖြစ်ပွားခြင်းဖြစ်ပြီးမောင်ပြေလာရလမ်းတလျှောက်မှာလည်းနောက်ထပ်ယင်တိုက်မှုများဆက်ဖြစ်ခဲ့သလိုနောက်ဆုံး၌တာချီလိမ်အာထကကျောင်းရှိမှာတိုက်မိခြင်းဖြစ်ကြောင်းသိရပါသည်ဖြစ်စဉ်အသေးစိတ်နှင့်အတိအကျကိုတရင် င်းဌာနမှဆက်လက်စုံစမ်းနေဆဲဖြစ်ပါရယ်စစ်ကောင်စီလုပ်ရကြောင်းအာဆီယံတိုက်ခါပြိုလဲပြက်စီးသွားပြီဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အာဆီယံအနေဖြင့်မြန်မာစစ်အုပ်စုနှင့်ဆက်လက်ထိတွေ့ဆက်ဆံရန်စီစဉ်လှုံ့ဆော်နေမှုပေါ်အာဆီယံတိုက်ခါကစစ်ကောင်စီအောက်မှတစားစီပြိုလဲပြက်စီးသွားပြီဟုဒက်ဖက်မြန်မာဒီမိုကရေစီအဖွဲ့ကပြောပါရယ် အာဆီယံဤတိုက်ခါကစစ်ကောင်စီအပြောတစ်မျိုးအလုပ်တစ်မျိုးကြောင်းသူတော်လုံရက်များအောင်မှဒစစီပြိုလဲပျက်စီးနေပြီဖြစ်ကြောင်းယနေ့မေလ22ရက်တွင် Defend Myanmar Democracy ကထုတ်ပြန်ပါတယ် Defend Myanmar Democracy ပြောခွင့်ရကိုနော်အောင်ကအာဆီယံရဲ့တိုက်ခါကစစ်ကောင်စီရဲ့အပြောတစ်မျိုးအလုပ်တစ်မျိုးကြောင်းသူတော်လုံရက်တွေအောင်မှပဲဒစစီပြိုလဲပျက်စီးနေပါပြီအစွန်းလိုက်အပြုံလိုက်လူသက်ကျွလွန်နေတဲ့ရာဇဝတ်ကောင်တွေရဲ့မျက်နှာပေါ်မှာစစ်ဆက်ညှိနှိုင်းရေးဆိုတာမရှိပါဘူးအာဆီယံကမြန်မာပြည်သူတွေကို ထောက်ခံရမှာပါလူသက်သမားတွေကိုထောက်ခံရမှာမဟုတ်ပါဘူးဟု၎င်းကပြောပါတယ် စစ်ကောင်စီကိုနိုင်ငံတကာကအကာအကွယ်ပြုနေသည့်မြေတီတိတ်တဆိတ်တန်ခင်းတမန်ခင်းတို့မဟုတ်ချောင်းဝင်စစ်ဆန်ညှိနှိုင်းခြင်းတို့ကိုလုံးဝငြင်းပယ်ကြောင်းလဲတဖက်မြန်မာဒီမိုကရေစီကဆိုပါတယ်။စာတင်ကြောင်းတွေကိုပုံကျဲပြီးခလေးတငယ်တွေကိုရက်ဆက်ကြမ်းကြုတ်စွာတပ်ဖြတ်နေသူတွေကိုတရားဝင်မှုမပေးနိုင်မှဟုကိုနိုအောင်ကပြောပါတယ်။အာဆီယံရဲ့တိုက်ခါကသူတို့ရဲ့အပြောတစ်မျိုးအလုပ်တစ်မျိုးချောင်းသူတို့လုံရက်တွေအောက်မှာပဲတစစီပြိုလဲပြက်စီးနေပါပြီဟုပြောပါတယ်။မလေးရှားနိုင်ငံကဥက္ကဋ္ဌဖြစ်ဥဆောင်ခြင်းပါမည် 46ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးအတွက်အာဆီယံမှပြင်ဆင်နေစဉ်အာဆီယံအနေဖြင့် ဆေးရဆောကများနဲ့ဆက်ဆံရေးအားလုံးကိုရပ်တန့်ရမည်ဟုလည်း Defense မြန်မာဒီမိုကရေစီကထုတ်ပြန်ထားပါတယ်။ ASEAN အနေဖြင့်အောင်မြင်မှုမရှိသည့် ASEAN ဘုံသဘောတူညီမှု၅ချက်ကိုကျော်လွန်ပြီးမြန်မာအရေးအားမြန်မာပြည်သူများကဥဆောင်နိုင်သောဖြည့်ရှင်သည့်တရက်ကိုထောက်ခံအားပေးရန်လိုကြောင်းပြောပါတယ်။ထို့အပြင်ဆေးအုပ်စုနှင့်ဆက်ဆက်ညီနိုင်ရန်ဒေါ်လာရင်းအင်အားစုများနဲ့အရက်ပဲအဖွဲ့အစည်းများပေါ်ပြားပေးနေမှုများအားရပ်တန့်ပေးရန်လည်း Defense မြန်မာဒီမိုကရေစီကတောင်းဆိုထားပါတယ်။ဆေးအုပ်စုနှင့်တွဲဆောင်ဆွေးနွေးမှုတိုင်း ်ကသူတို့ကိုအင်အားပိုကောင်းလာဖို့အားစီကျွေးနေတာပဲဖြစ်တဲ့ငင်းချမ်းရေးအတွက်မဟုတ်ဘူးအာဆီယံအနေနဲ့ဒါကိုတန်ခင်းတမန်ခင်းပြောပြီးဟန်ဆောင်နေတာတွေကိုရပ်ပါဒါကကြံရပါဖြစ်နေတာပါဟု DMD ရဲ့ပြောရေးဆိုခွင့်ရှိသူကိုနော်အောင်ကပြောပါတယ် 2021ခုနှစ်ဆက်အနာသိန်းချိန်မှစပြီးအာဆီယံသည်မြန်မာစေအုပ်စုကိုဇပွဲဝိုင်းတွင်ပါဝင်နိုင်ရန်နေရာပိကန့်လန့်ခဲ့ခြင်းသည်ပြည်သူများပေါ်ဘုံကျဲတက်ပြတ်နေမှုများကိုမျက်ကွယ်ပြုထားသလိုဖြစ်နေသည်ဟု DMD အဖွဲ့ကဆိုပါတယ်။စေအုပ်စု၏လေးချောင်းတိုက်ခိုက်မှုကြောင့်အသက်ဆုံးရှုံးခဲ့သည့်စုလိုက်ပြုံလိုက်တက်ပြတ်မှုဖြစ်ရသည့်လူ့ခွင့်ရေးနှင့်နိုင်ငံတကာဥပဒေများကိုလုံးဝမထိမဲ့မီပြုကြောင်း DMD ကဆက်လက်ပြောပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်အနေဖြင့်လည်းမြန်မာအကြက်တဲ င်ရှင်ရမှာစီးကျက်ပြီးပြက်ပြက်တတဥဆောင်မှုပြသရန်လဲအရက်ဖက်အဖွဲ့စီ285ဘွဲကလည်းမေလ21ရက်ကအိတ်ဖွင့်ဘေးစာပြင်တောင်းဆိုထားပါတယ် ရခိုင်တိုင်းနဲ့ရခိုင်ပြည်မှာစစ်ကောင်စီလေကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်ကလေးငယ်များဆရာမများအမျိုးသမီးအပါအဝင်လူပေါင်းဒါဇင်နဲ့ချီသေဆုံးခဲ့ရသလိုရာနဲ့ချီသောကလေးငယ်များလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြပါသည်။နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးတင် EPP ရဲ့စီးရင်များအရ2025ခုနှစ်ဇန်နဝါရီ1ရက်နေ့မှမေလ21ရက်နေ့ထိနိုင်ငံတော်ဝန်တွေစစ်ကောင်စီပြစ်ခတ်မှုကြောင့်လူပေါင်း50ဦးထပ်မံနေသေဆုံးခဲ့ကြောင်းယမန်နေ့ရဲ့ထုတ်ပြန်ချက်အရသိရပါသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံကိုတည်ချက်ထား၍ဒေတာရင်းထိန်းချုပ်လိုသောနိုင်ငံများကိုထိန်းချုပ်ရန်ကြံစီမှုနဲ့ NLD အာဏာရှင်ဆန်မှုကြောင့်တိုင်းပြည်ပြိုကွဲမှုအဖြစ်ထပ်မံမဖြစ်ရန်လိုအပ်ဟုမင်းအောင်လှိုင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံကိုတည်ကျပ်ထား၍ဒေတာရင်းထိန်းချုပ်လိုသောနိုင်ငံများကိုထိန်းချုပ်ရန်ကြံစည်မှုများနှင့် NND အစိုးရလက်ထက်2020ရွေးကောက်ပွဲမတိုင်မီဒီမိုကရေစီအမြေကဥပဒေမဲ့လှုပ်ဆောင်မှုအာဏာရှင်ဆန်ဆန်လှုပ်ဆောင်မှုကြောင့်တိုင်းပြည်ညီညွတ်မှုနှင့်ဟန်ချက်ညီမှုပြိုကွဲမှုအဖြစ်များထက်မှန်မဖြစ်ပေါ်စေရန်လှုပ်ဆောင်ရန်လိုအပ်ကြောင်းအကြံဖက်စစ်ကောင်စောင်းမင်းအောင်လိုင်ကပြောဆိုပါရယ်ရမန်နေနေပြည်တော်တွင်လေကြောင်းနှင့်ရေကြောင်းလေးလာရေးတနံမှာလူငယ်များနှင့်တွေ့ဆုံစဉ်၎င်းကအထက်ပါအတိုင်းပြောဆိုလာခြင်းဖြစ်ပါရယ် NND ီအစိုးရလက်ထက်2020ပြည်နှစ်ရွေးကောက်ပွဲတုန်းကကဲ့သို့တမိုင်းတွင်အယုတ်ဆိုးအကြီးတန်းအဖြစ်မျိုးများရွေးကောက်ပွဲမတိုင်မီကာလတွင်ဒီမိုကရေစီအမြေခံဥပဒေမဲ့လှုပ်ဆောင်မှုများအာဏာရှင်ဆန်ဆန်လှုပ်ဆောင်မှုများကြောင့်တိုင်းပြည်စည်းလုံးညီညွတ်မှုဟန်ကျက်ညီရက်တီမှုများပြိုကွဲမည်ဖြစ်များထက်မှန်မဖြစ်ပေါ်စေရန်လှုပ်ဆောင်ကြရန်လိုအပ်ကြောင်းမေအွန်လိုင်းကပြောဆိုပါသည် မြန်မာနိုင်ငံတွင်ပြည်တွင်းပြည်ပအဖြတ်သမားများကနှိရှေလာများနှီးမျိုးမျိုးဖြင့်ထိုးနှက်တိုက်ခိုက်ခဲ့ကြကြောင်းထိုနေရာတွင်သတိပြုမိရန်မှာပြည်ပ၏ဗျောကပင်ဖြစ်ကြောင်းမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်ကလေးကမတိမငိမ့်ဖြစ်အောင်ဆင်ဆက်မပြတ်လှုံ့ဆော်လာခဲ့သည့်အဆိုပါအင်အားစုများနှင့်၎င်းတို့၏အဆက်အနွယ်များကပင်အဆိုပါကိစ္စရပ်များကိုနှက်ပြီးကြောင်းဆောင်ရွက်ခဲ့ကြောင်းအချိန်မရွေးဝင်ရောက်ဆွတ်ဖက်၍ကောင်းစေရန်ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ကြောင်းရင်းကိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်းအဖြတ်သမားများအနေဖြင့် င်ဖွဲ့စည်းပုံအခြေခံဥပဒေကထိမ့်သိမ်းထားသည့်မြန်မာနိုင်ငံ၏ဟန်ချက်ညီမှုများကိုသိရှိကြကြောင်းမင်းအောင်လိုင်ကဆိုပြပါသည်။ အဆိုပါဟန်ချက်ညီမှုများကိုဖျက်ဆီးနိုင်မှသာ၎င်းတို့၏ရုံမာသည့်နိုင်ငံတော်ပြိုကွဲစေရေးအကြံစီများနှင့်ဒေတာတွင်မြန်မာကိုတီချက်ထားပြီး၎င်းတို့ထိန်းချုပ်လိုသည့်နိုင်ငံများကိုထိန်းချုပ်လိုသည့်အကြံစီများအကောင့်ထဲပေါ်နိုင်မည်ကိုသိရှိကြကြောင်းယင်းကို၎င်းတို့ဆင်းဆက်မပြတ်ဆောင်ရွက်နေကြသည်ကိုမိမိတို့နိုင်ငံသားများအားလုံးကသိရှိသတိရှိကြရမည်ဖြစ်ကြောင်းမေအောင်လိုင်ကဆိုပါသည်